ဒေဗဂျီကဟာယေရှုခရစ်တော်ရဲ့နောက်ဆုံးကြစာဒလတ်ဆက်ပါအကြောင်းကိုပုံဖော်ထားခဲ့တဲ့အီတလီဝိနည်းစံခေဗဂျီကားတစ်ချက်ဖြစ်ပါတယ်။ဒေဗဂျီကားလည်းမှာဆိုရင်ယေရှုခရစ်တော်ဟာသူ့ရဲ့နောက်လိုက်၁၂ဦးနဲ့တူညစာစားနေခဲ့ကြပြီးတော့အဲ့ဒီညစာဟာသူ့အတွက်နောက်ဆုံးညစာဖြစ်လိမ့်မယ်ဆိုတာကိုလည်းကြိုပြီးတော့တည်နေနေခဲ့ပါတယ်။အကြောင်းရင်းကတော့၁၂ဦးတော်နောက်လိုက်တွေကတူဦးတော်နောက်လိုက်ရဲ့တစ္ဆာဖောက်ခြင်းကိုသူကိုယ်တိုင်မြင်နေခဲ့ရပြီးတော့အဲ့ဒီအကြောင်းအရာကိုပြောပြတဲ့အချိန်မှာလည်းတည်ငြိမ်စွာပြောပြနေတဲ့ဂျေဇက်ခရစ်ရဲ့ဟန် အကြောင်းအရာကိုကြားလိုက်ရတဲ့အချိန်မှာအန်အောထိတ်လန့်တုံလို့တွားခဲ့ရတဲ့နောက်လိုက်တွေရဲ့ဟပန်မူရာတွေကစမ်းကျင်ပဲအရာနှစ်ခုလို့ရဲ့တွန်းကန်အားလှုပ်ရှားမှုအလုပ်ရတွေဖြစ် DMG ကားထဲမှာတွေ့မြင်ခံစားခဲ့ရပါတယ်ထိုထူဆန်းတဲ့ဦးတွေကတယောက်တော့တူကတော့တစ္ဆာပေါက်ပါဂျေဇဲခရစ်ရဲ့ညာဘက်ခြမ်းတယောက်ကျော်မှာထိုင်ရင်ခဲ့ပြီးတော့အဲ့ဒီသူကတော့ US ပါ DMG ကားထဲမှာဆိုရင် US ရဲ့ယူတာမှုမရှိတဲ့လှုပ်ရှားမှုလက်ဟန်တွေကတူရတစ္ဆာပေါက်မှုအကြောင်းကိုဖော်ပြနေတဲ့ဆိုတဲ့အကြောင်းအီတလီဝီနေဇန်ခေရဲ့ပကြီးအကျော်မှာ လီယိုနာဒိုဒါဗင်ချီကအမိအပုံဖော်ထားခဲ့တာလည်းဖြစ်ပါတယ်။